တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအလုံးမဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့အရမူးပြီးတော့အမှန်တရားတွေကိုထုတ်ပြောလာတဲ့ဖိုးဖိုးရဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အလုံးမဲကျွန်တော်တို့ကြည့်ရှုလိုက်ကြရအောင်ပါဗျာ တယောက်ကဟိုဟိုနှုတ်ဆက်လို့ရှိရင်လေအဟာ are you ဒါမျိုးလေးကဘုံကကိုစထရဂလ်နဲ့ပေါ့ကွာအဲ့ဒါကတော့ဒီမှာပျော်နေရတယ်ရှိတယ်ငါကလည်းနောက်မှစိတ်ညစ်စရာရှိတယ်သူမှလည်းရှိတယ်ယူမှလည်း stress ရှိမယ်သူလည်းရှိတယ်ကွာအားလုံးရှိနေတော့တွေးလို့ရှိရင်အဲ့လိုစဉ်းစားလေးနဲ့အာနေကကောင်းရဲ့လားစင်ပြေးလားဒါမျိုးနှုတ်ဆက်ရပါလေအခုကတွေ့ရတယ်ဟဲ့ဝါလာဝါလာနော်ဟေးလေဟေးပေးလားနောက်ဆုံး ပြောရအောင်လို့ဆိုတော့ဖွေးမေယာကင်ဆာဖြစ်တော့သူကခီမိုသွားသွင်းပြီးတော့ပြန်ကင်ဆာဆာဗိုင်ဘာပေါ့နော်အကုန်လုံးချက်သွားပြီးတော့ဒါရဲချက်သွားပြီးတော့ဟိုဆေးဖောက်ဖောက်နေအမေရလေဟိုပုံမှန်မြန်မဖြစ်သေးတဲ့အချိန်နေမှာပေါ့နော်အဲ့မှာသူတငယ်ချင်းနေနေတွေ့တော့ဟဲ့တင်းကြီးဟိုရောက်သွားလာဘယ်လိုဖြစ်တာလဲဘယ်လိုမှအမေရမျက်ရည်တွေဝဲပြီးတော့လေဖောက်ဖောက်သူညစေးကူလာတယ်လေဒီမှာဝဲဝဲအဲ့အချိန်မဟုတ်ဘူးအဲ့ဒီဥစ္စာလေး အဲ့ဒီဥစ္စာပြောတဲ့လူတွေကပညာမတတ်တဲ့ကောင်မှုတွေနော်ပညာမတတ်တာပေါ့ဒီကအဲ့ဒါအဲ့ဒါရှင်ရဲ့ပညာမတတ်ဘူးကွာဆောရက်တောင်ရင်းနဲ့ပြောရယ်နော်ရက်တောင်လို့လေးစားတော့မလုံးနဲ့အဲ့ဒါမပြောရက်တော့တယ်ဆိုတော့ကျမတို့ရှာဖြစ်သွားတဲ့အချိန်အဲ့ပညာနဲ့ဝါဝါနဲ့ လာလာနင်းဖူးတွေပေါ့မယ်ဘာမှပြောကြမလို့နင်း life ကဘလို့လဲပါစိတ်မဝင်စားဘူးဆို Hi how are you ဘာမှပြောလားအမကလည်းပြောအေးနင်းရေဝါလို့ပြောအင်းမမက်ရှိရေလို့ငါဝါနာသိဟိုအဲ့တော့ TV သားလားနော် DVD ကိုကြည့်နေဆိုရဲအကုန်လုံး IT နဲ့လို့ပဲကြည့်ပါဟုတ်ပြီပါကျွန်တော်တို့တမောသားလေးရဲ့ဗာစီမာရဲ့ကိုကြံ့လေအိမ်မပြန်ဟဲ့ ဘာဖြစ်နေอ่ะဘရာဇီးမှာလေဘရာဇီးอ่ะ sorry နေငန်းပေါ်ဟဲ့အကောင်ရဲ့နေอ่ะငန်းပေါ်ဟဲ့အဲ့လိငန်းဘရာဇီးရဲ့ဆိုတဲ့နှုတ်ကြီးကြီးဖြင်းကြီးကြီးငန်းပေါ်အကောင်ရဲ့အရင်အဲ့မှမသိစိတ်ဝင်စားလို့ဆိုဖြင့်လဲနေอ่ะနေဘရာဇီးရဲ့ shooting လေးကိုကြည့်အိုးဘရာဇီးရဲ့ shooting အဲ့လိုဟုတ်ကဲ့ပါအခုလုံးမျိုးရံမှုပြီးတော့အမှန်တရားတွေကိုထုတ်ဖော်ပြောလာခဲ့တဲ့ ဘူးပွဲကိုဒါဘလို့များမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအလုံးမဲ့နှုတ်ဆက်ပါတယ်အလုံးမဲ့တရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.